ုတင်ဆက်ပေးမယ့်သတင်းကတော့9မိုင်မြင့်ထီမိတောင်ချော်များထွက်ခွာနေတာကြောင့်အရေးကြီးသတိပေးချက်ထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ မိညာတစ်ခုကနေငားမရနေဒီရှော်ဝေထုတ်လုပ်နေတာကြောင့်အရေးပေါ်အခြေခြေကြပြီးတော့မိတောင်နေနာမှာညထိုင်တဲ့သူတွေကိုအရေးပြောင်ရွှေ့ပါမှုလေးပြုလုပ်ပေးနေရလို့အင်ဒိုနီးရှားအစိုးရကသတင်းထုတ်ပြန်လိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံအရှေ့တောင်ဘက်မှာရှိတဲ့လီဘိုတိုဘီလိုက်ကီလာကီမိတောင်ကနေရှော်ဝေထုတ်လုပ်နေတာဖြစ်ပြီးတော့ပောက်ကွဲမဲ့အန္တရာယ်ရှိတာကြောင့်မိတောင်နဲ့ငားမိုင်ကွာမှာညထိုင်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မီတာပေါင်းဝင်ခြင်းကလည်းဖြစ်ကျော်ပြသက်ရမယ်လေကြောင်းခီးစဉ်တွေကိုရှုဆိုင်ဖို့လေအင်ဒိုနီးရှားအစိုးရကဆုံးဖြတ်လိုက်ပါတယ်အစိုးရမီတာဟာပြီးခဲ့တဲ့နိုဝင်ဘာလကလည်းရှော့ရီတွေထုတ်လုပ်ပြပွားခဲ့ပြီးတော့တိတ်ဆုံးသူဆယ်ယောက်ရှိခဲ့တယ်လို့ပတ်ဝန်းကျင်မှာရှင်းနေတယ်လို့လည်းထိခိုက်ပျက်စီးခဲ့လို့သိရပါတယ်ယခုတကြိမ်ရှော့ထုတ်လုပ်တဲ့အနေထား ပထမတစ်ကြိမ်ကဓာတ်ပုံပြည့်ထန်တာကြောင့်ပောက်ကွဲပေါ်လာလာပုံများလို့သတ်မှတ်ပြီးတော့အရေးပေါ်အခြေတည်မြခဲ့ရတယ်ဖြစ်ပါတယ်။အင်ဒိုနီးရှားဆိုရဟာမိတာပောက်ကွဲလာရင်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲကြိုးစားတွေအတွက်လည်းကေဆေးအဖွဲ့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်ဟာပေးပို့လာပါဗျ။